မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့နိုင်ငံတကာနိုင်ငံတည်ငြိမ်ဖို့ရယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ရယ်အဲဒီနိုင်ငံမှာရှိနေတဲ့ပြည်သူပြည်သားတွေအားလုံးအေးချမ်းချမ်းငြိမ်ငြိမ်ချမ်းချမ်းနဲ့ကိုယ်တိုင်ကိုရှာစားနိုင်ဖို့အတွက်အရေးကြီးတဲ့အချက်တစ်ချက်ကိုပြင်ပြပေးချင်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့နိုင်ငံတကာနိုင်ငံမှာနိုင်ငံဆိုလို့သတ်မှတ်လို့ရှိရင်နိုင်ငံရဲ့တည်နှမိတ်ရယ်နိုင်ငံရဲ့မှာနေထိုင်ကြတဲ့လူဦးရေနဲ့ အဲ့ဒီနိုင်ငံမှာအရေးကြီးဆုံးလိုအပ်တဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အဲ့ဒီနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေပဲဖြစ်ပါတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေရဲ့နိုင်ငံသားတယောက်ချင်းစီရာနိုင်ငံရဲ့ဥပဒေကိုဘယ်လိုလိုက်နာရသလဲဆိုတဲ့အကြောင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံသားအတိုင်းဟာအဲ့ဒီအမေရိကန်နိုင်ငံက ချမှတ်ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလေးစားလိုက်နာရမယ်ဆိုတဲ့အချက်ပါပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမေရိကန်နိုင်ငံသားတယောက်ဟာဖောက်ပြခဲ့လို့ရှိရင်သူ့ရဲ့ပြည်မှုပြစ်ဒဏ်အနေနဲ့ဒေဒဏ်နဲ့ရက်ရှည်ထောင်ဒဏ်နှစ်ရှည်ထောင်ဒဏ်ညချမှတ်ခံဖြစ်ပါတယ်။အဲ့လိုပဲ UK နိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံသားတယောက်ဟာဖွဲ့စည်းပုံအခြေခံဥပဒေကိုဖောက်ပြခဲ့လို့ရှိရင်တသက်တကျွန်းထောင်ဒဏ်ချမှတ်ခံဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီနိုင်ငံကြီးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ အဲ့ဒီနိုင်ငံမှာရှိနေတဲ့နိုင်ငံသားတွေရဲ့သူ့နိုင်ငံကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုလေးစားလိုက်နာတဲ့အချက်ဆိုတာကိုတော့ငြင်းလို့ရမှာမဟုတ်ပါဘူး။ဒီအပြင်ကိုဂျပန်နိုင်ငံမှာထူးသန်းတဲ့ဥပဒေတခုလည်းရှိပါတယ်။နိုင်ငံသားတိုင်းဟာနိုင်ငံရဲ့အခွင့်ကိုတည်တည်ချာချာဆောင်ရွက်ပါမယ်။နိုင်ငံသားတိုင်းဟာနိုင်ငံမှာရှိနေတဲ့ စီးပွားရေးဟာနိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဂျပန်နိုင်ငံရဲ့ဖွဲ့စည်းပုံခြေခံဥပဒေထဲမှာထည့်သွင်းရေးဆွဲထားတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံဟာလေနိုင်ငံသားတိုင်းတယောက်စီဟာနိုင်ငံကနေပြီးတော့ချမှတ်ထားတဲ့ဥပဒေတွေကိုနော်ဖွဲ့စည်းပုံခြေခံဥပဒေတို့ရာသီသက်ကြီးတို့ဒီတမတ်သက်ကြီးတို့အဲ့ဒီဥပဒေတို့တယောက်ချင်းစီသာလေးစားလိုက်နာကြမယ်ဆိုရင်တယောက်ချင်းစီဆိုတဲ့အထက်မှာ အုပ်ချုပ်တဲ့လူသန်းစားရောအုပ်ချုပ်ခံရတဲ့ပြည်သူတွေရော လေးစားလိုက်နာကြမယ်ဆိုလို့ရှိရင်ဝိသမစီဝါရေးသမားတွေလောဘသမားတွေနိုင်ငံမှာဗျာဒုနဲ့အာဏာပြမဲ့အကြောင်းတွေမရှိတော့ဘဲနဲ့နိုင်ငံဟာတည်တည်ငြိမ်ငြိမ်ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားတယောက်ချင်းစီတိုင်းဟာ နိုင်ငံရဲ့နယ်နိမိတ်မိသည့်နေရာမှာ